သူမအခုအချိန်အထိအဖျိုးကြီးဖြစ်နေရတဲ့နောက်ွယ်ကအကြောင်းရင်းမှန်ကိုစိုးပြင်းတစဉ်ပြောပြီးစိုးပြင်းတစဉ်ကတော့ဆွဲဆောင်မှုရှိတဲ့မျိုးလုံးနဲ့ချစ်စရာအပြုံးချူချူရီကိုပိုက်ဆိုင်ထားသူတယောက်ပါစိုးပြင်းတစဉ်ကတော့ပြပြင်းလှတဲ့တရုတ်ဆောင်ချက်တွေနဲ့ကြာရဆက်ကောင်းတွေမှာအကောင်းဆုံးတရုတ်ဆောင်နိုင်ခဲ့တာကြောင့်ပရိသတ်အခိုင်အမာရရှိထားတာဖြစ်ပါတယ်ပရိသတ်အချစ်တွေကိုအခိုင်အမာရရှိထားတဲ့မင်းသမီးချော်လီစိုးပြစ်တစင်ကတော့အီချမ်ဘီချစ်စရာကောင်းသူလေးပဲဖြစ်ပါတယ် ရိုးရှင်ပြီးဆွဲဆောင်မှုရှိတဲ့အလတွေကို ပိုင်ဆိုင်ထားတဲ့စုပိတ်တစဉ်ကတော့တရာတရားလဲထက်ထန်ပြီးစိတ်ထားပြီးဝလွန်သူတယောက်ပါ နမေဖြက်မရှိတဲ့အပြင်အမှုပညာအလုပ်တွေကိုပဲ အချိန်ပေးရင်ပြိတ္တအတက်ကြိုးစားနေသူလေးမို့အမာခံပြိတ္တအင်အားငားသူလေးဆိုရလေမမားပါဘူးနော်။သူမဟာလူတိုင်းချစ်ရတဲ့တယောက်ဆောင်မင်းသမီးတစ်ယောက်ပါ။ကလေးတစ်ယောက်လိုအပြစ်ကင်းပြီးရင်ကျေးသိမ့်မွေးတဲ့မိန်ကလေးတစ်လို့အများကချီးကျူးကြပါတယ်။ အခုအခါမှာလဲစုပြည့်တဲ့စဉ်ကပြည်သက်တွေတည်ကျင်နေကြတဲ့အပြိုကြီးဖြစ်နေရတဲ့အတိခတ်အကြောင်းရင်းကိုပြောပြလာတာတွေ့ရပါတယ်။စုပြည့်အပြိုကြီးသင်မဖြစ်ကတော့ကံတရားနဲ့ဆိုင်တာပေါ့နော်။အပြိုကြီးလုံမယ်ဆိုပြီးအိမ်တောင်ကျသွားနိုင်တယ်လို့အိမ်တောင်ပြုတ်မယ်ဆိုပြီးအပြိုကြီးလည်းဖြစ်သွားနိုင်တယ်လी။အဲဒါကြောင့်စကားကိုစုပြည့်မပြောချင်ဘူး။အိမ်တောင်ပြုတ်တယ်ဆိုတာတချို့ကကံတရားနဲ့ဆိုင်နေပြောရင်မကြိုက်ကြဘူး။စုပြည့်ကဆိုင်နေလို့ချင်တာပဲ။စုပြည့်ဖြစ်ဖြစ်မိမိကစုပြည့်သဘောပါပဲ။ စုပြစ်စန္ဒမှာပါပဲဘာမှမလုပ်ပေးဘူးမိမိစန္ဒတာအဓိကထားတာပါ အခုတော့စုပြစ်က၃ဆကျော်အပြိုကြီးမမဖြစ်နေပါပြီနော်ဆိုပြီးသူမရဲ့အခြေရင်းနဲ့ပတ်သက်ပြီးပြောပြသွားခဲ့တာပဲဖြစ်ပါတယ်